ကလွားခရန့်ကိုလောက်ကျန်တက်ဖြတ်ဖို့လှုံ့ဆော်မှုနဲ့ FBI ညွှန်ကြားမှုဟောင်းစစ်ဆေးခံနေရပါတယ် FBI ညွှန်ကြားမှုဟောင်းဂျိန်းကိုမေဟာတမလားခရန့်ပေါ်ကြမ်းဖက်ဖို့တောင်းဆိုထားတယ်လို့ယူဆရတဲ့ post ကိုလူမှုမီဒီယာမှာရေးသားခဲ့တဲ့အတွက်ထောက်လိုက်ကစုံစမ်းစစ်ဆေးနေတယ်လို့မိမိလုံးကျွေးဦးဒီခရစ်စတီးနိုအန်ကပြောကြားလိုက်ပါတယ် ဒါအပြင်ခရစ်စတီနိုအပောင်းဝင်ထရန့်ဆိုရအဖွဲ့မှအရာရှိများပြားကသမ္မတထရန့်ကိုလုတ်ကြံတဖြတ်ဖို့အတွက်ထောက်ခံနေတယ်လို့လည်းသူကဆိုပါတယ်။အမေမီလုံချုံဦးကြီးဌာန DHS နဲ့ထောက်လိုင်းအဖွဲ့ဟာဒီချင်းချောက်မှုကိုစုံစမ်းစစ်ဆေးပြီးတုံ့ပြန်သွားမယ်လို့ခရစ်စတီနိုအန်ကရေးသားခဲ့ပါတယ်။ဒါအပြင်ဒီ post ကိုသူကဖျက်ပစ်လိုက်ပြီမဲ့နောက်ပိုင်းမှာ James ကိုမေးက သူရေးခဲ့တာဟာအဲ့ဒီလိုမျိုးသဘောတရားမဟုတ်ဘူးလို့ဆိုပါတယ်ကျွန်တော်တခါမှအဲ့ဒီလိုမျိုး မစင်စားဘူးပြင်မဲ့အကြံဖတ်မှုမှန်သမျှကိုစန့်ကျင်တဲ့အတွက်ဒီ post ကိုဖြုတ်ချလိုက်ပါလဲဆိုပြီးရေးထားပါတယ်သူ post ကလည်းတကယ်တော့ပညာသားပုပ္ပါရေးထားတာဗျပင်လယ်ခရုခွန်တွင်နဲ့အင်္ဂလိပ်အခရာ86 49ပုံသဏ္ဍာန်ဖန်တီးထားတဲ့ပုံတွင်အောက်မှာသူကအစာရေးထားတာဖြစ်ပါတယ် ဒီ Q9 ကိုဖယ်ရှားဖို့ဆိုပြီးတဲ့ရေးထားပါတယ်ဒီ Q9 ကိုဖယ်ရှားဖို့ဆိုတာဘန်းစကားနဲ့အဓိပ္ပာယ်ရေးထားပြီးအပိဓာန်အမှတ်ချက်မှာတော့တပ်ပစ်ဖို့ဆိုတဲ့အဓိပ္ပာယ်ကိုရင်းညွှန်းထားပါတယ်47ဆိုတာကလည်းထာဟာ58ရောင်မြောက်သမရဖြစ်တယ်ဆိုတော့ရင်းညွှန်းထားပုံရတယ်လို့ဆိုပါတယ်။ James Comey ရဲ့မူရင်း post ကို လူမှုမီဒီယာပေါ်မှာတော်တော်များများထောက်ကိုထောက်ခံသူတွေကဒေါသထွက်ခဲ့ပါတယ်။ လက်ရှိ FBI Director Patte ကဒီ post ကြောင့်ကိုသိရှိကြောင်းနဲ့လှုပ်ဝက်ထောက်လည်ရေးနဲ့ဒီကိစ္စကိုဆွေးနွေးနေကြောင်းပြောဆိုခဲ့ပါတယ်။ဥပဒေပြုရေးနိုင်ငံရေးနဲ့ပြည်သူ့အရာအင်ဖြစ်တော့လက်ထောက်ဝန်ထမ်းကြီးအကြီးကဲ James Blair ကတော့ Trump ကအရှိန်အဝန်ခီးကို ထွက်နေတဲ့အချိန်မှာဒီ post ကိုရေးသားခဲ့တာဟာဘာသဘောလဲဆိုပြီးတော့အမှတ်ချက်ပြပါတယ် FBI မှာ2013မှာ2019ခုနှစ်ထိလေးနှစ်တရာတာဝန်ထမ်းဆောင်ခဲ့တဲ့ James Comey ဟာရုရှားရာရှိနေတဲ့ Trump ရဲ့2016သမ္မတယူကောက်ပွဲမဲဆွဲစည်းမှုတွင်ပတ်သက်မှုဆွဆွမ်းချက်ကိုစုံစမ်းစစ်ခဲ့တဲ့အတွက်ပထမတက်တန်းတွင်မှာပဲ Trump က James Comey ကိုယာတူကထုတ်ပယ်ခဲ့ပါတယ် James Comey ဟာသူ့ရဲ့စာအုပ်မှာလဲထရန်ကအဲ့ဒီထုတ်ပယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးရေးသားခဲ့ပုံပါတယ် အခုခါသူဟာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းလင်းကမယ်လို့ထရန့်ဆိုရဖွဲ့ကပြောပါတယ်။ James Comey ကိုဖမ်းထားလားမဖမ်းထားလားဘူးဆိုတာတော့သိချာမသိရသေးပါဘူး။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ငလျင်တန်ကြောင့်ထိုင်းစင်းစီယုံပြိုကျောက်မှုကိစ္စနဲ့ပတ်သက်ပြီးဝရန်ထုတ်ခံထားတဲ့နာမည်ကြီး Italian Thai Development Company ရဲ့စောင့်လုပ်ရေးတတိကြီးဟာ휘ချဲနဲ့လူကိုယ်တိုင်လာရောက်ဖမ်းဆီးခံခဲ့တယ်လို့သိရပါတယ်။ မလ28ရက်နေ့ကလုတ်ခတဲ့ငလင်ကြီးကြောင့်ထိုင်းနိုင်ငံမှာအထက်30မြင်းဆောက်လက်ဆဆင်းစစ်ကြုံယုံကြည်လက်ပြိုကျခဲ့ပါတယ်အဲ့ဒီမူအတွက်အဓိကဆောက်လုပ်ရေးကန်ထရိုက်တာဖြစ်တဲ့ Italian Thai Company ကိုပါတရားစွဲခဲ့တာဖြစ်ပါတယ်။ Thai ဆောက်လုပ်ရေးတတိယပထမတော့တင်းဆောင်နေမဲ့မေလ16ရက်နေ့မှာတော့ဒေသခံဘန်ဆူရဲစခန်းမှာလာရောက်ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ထိုင်းဆော့လရဲ့တခေကြီးပရန်ချိုင်းဟာတရုတ်နဲ့ဖက်ဆက်တည်ဆောက်တဲ့အဆောင်အဝါရဲ့အဓိကကန်ထရိုက်ကုမ္ပဏီဥက္ကရာဖြစ်ပြီးလူ62ဦးသေပြီးတော့ပျောက်လူတွေပျောက်ဆုံးမှုရှိခဲ့တဲ့ဒီတိုက်ပြုံမှုတွေဝရန်ထုတ်ခံရတဲ့သူတွေထဲမှာပါပါတယ်အဲ့ဒီအမှုမှာဝရန်ထုတ်ခံရသူပေါင်း18ဦးရှိပါတယ်။ပလန်ချိုင်းကကျမ်းမာရေးမကောင်းတဲ့အတွက်ဝီချင်းနဲ့လာရောက်ဖမ်းဆီးခံမိမဲ့ သူကဘာအမှားရမမလုပ်ထားဘူးလို့ညင်းဆိုထားပါတယ်။ဒါပေမဲ့အင်ဂျင်နီယာပညာရှင်အသိဉာဏ်စွာနဲ့အဆောက်အုံပြုတ်ကိုစစ်ဆေးပြီးစီရမှာအဆောက်အုံဟာစံချိန်စံညှိုးမညီမှုလမ်းညွှန်ချက်တွေနဲ့မကိုက်ညီတာကိုတွေ့ရှိရတယ်လို့ငလင်ကြောင့်အဲ့ဒီအဆောက်အုံကြီးဟာထိုင်းနိုင်ငံမှာတလုံးတည်းသောပြိုလဲခဲ့တဲ့တိုက်ဖြစ်တဲ့အတွက်ကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးထူးဆန်းနေတာပဲဖြစ်ပါတယ်။ ဒီစင်းစကြုံရုံကို China Railway Number 10 Company နဲ့ Time Bachan မှာ Plan China Italian Time Development Company တို့ကပူးပေါင်းဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ Thai Media များစွာကတည်ဆောက်မှုလုပ်ငန်းစဉ်မှာတမိ Concrete နဲ့ Frame တည်ဆောက်မှုတွေမှာအရေးအသွေးမပြည့်ဝမှုခိုကပ်မှုတွေမစစ်မှန်တဲ့ဆောင်ရွက်ဆောင်တဲ့အတုတွေရှိတယ်လို့ဖော်ထုတ်ရေးသားခဲ့ပါတယ်။ မေ15ရက်နေ့ကအဲ့ဒီတိုက်ကြီးပြိုကျမှုအတွက်တာဝန်ရှိသူ18ဦးကိုထိုင်းတရားရုံးကဖမ်းဝထုတ်ခဲ့ရမှာပရန်ချိုင်းပါဝင်15ဦးကကိုယ်တိုင်လာရောက်ဖမ်းဆီးစစ်ဆေးခံခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အိန္ဒိယနဲ့အပြစ်ခံရစဲရဲတပ်တန်ကိုမေလ16ရက်နေ့ထိပဲတပ်တန်တိုးထားတာဖြစ်ကြောင်းပါကစ္စတန်ကပြောပါတယ်။ပါကစ္စတန်နဲ့အိန္ဒိယတို့ကြားအပြစ်ခံရစဲဟာမေ16ရက်ထိပဲတပ်တန်ထိုးထားကြောင်းအစ္စလာမဘတ်မြို့တော်မှာရှိတဲ့အစိုးရထိပ်တန်းတာဝန်ရှိသူတို့ကဆိုပါတယ်။ အဲ့ဒီပြောကြချက်ရာအခုမေလာတွင်ထိတ်တိုက်တွေ့ခဲ့တဲ့နျူကလ িয়ার ကိုစီပိုင်ဆိုင်တဲ့နိုင်ငံနှစ်နိုင်ငံဟာအကျွေးမဲ့စစ်ပွဲကြီးဆင်နွှဲဖို့နှီးကပ်လာပြီဆိုတာပြသနေတယ်လို့ Bloomberg မီဒီယာကရေးသားထားပါတယ်။မိမိတို့နိုင်ငံဟာအပြစ်ခက်ရေးစေကတိကိုချိုးဖောက်မှာမဟုတ်ပါဘူး။ နောက်ဆုံးအဆင့်မှာတွေ့ဆုံဆွေးနွေးရေးဒါမှမဟုတ်ပေါင်းဆက်ဆွေးနွေးဖြစ်ဖို့ပဲမျှော်လင့်ပါတယ်လို့ပါကစ္စတန်ဒုဝန်ကြီးချုပ်ကပြောပါတယ်။အစ္စရေးရဲ့စီရေးတက်လက်မှုစစ်ကိုရှင်းချပြီးပါကစ္စတန်ရဲ့ယုံကြည်မှုတည်ဆောက်ရေးအစီအမံကိုဆက်လက်လုပ်သွားပါမယ်လို့အိန္ဒိယစစ်တပ်ကတော့သတင်းထုတ်ပြန်ပါတယ်။အငြင်းပွားနေတဲ့ကက်စပီးယားဒေသမှာအကြိမ်ပေါင်းများစွာမကြာမကြာ ထိတိုက်တွေ့ခဲ့တဲ့အဲ့ဒီနိုင်ငံကမေ9ရက်နေ့ကစပြီးရပ်ပိုင်းများတိုက်ပွဲဖြစ်ခဲ့ပါတယ်။ပရိမကပုံမပြင်းထန်လာအောင်ဖန်တီးနေတယ်လို့အပြားလှန်ဆွဆွဲနေကြတာဖြစ်ပါလေ ပြည်ခရစေးတောင်းဆိုပြီးနိုင်ပိုင်းကြမှာပဲအိန္ဒိယနိုင်ငံချင်းချင်းဂရီဖောက်ဖြစ်တယ်ဆိုပြီးတစ်ဖက်နဲ့တစ်ဖက်လက်ညှိုးထိုးတဲ့တင်းတွေထွက်ပေါ်ခဲ့ပြီးမဲ့မေ၁၀ရက်နောက်ပိုင်းမှာတော့ပြစ်ခတ်တိုက်ခိုက်မှုတွေရပ်ဆိုင်ဖို့သဘောတူခဲ့တာဖြစ်ပါတယ် အိန္ဒိယအိုချိုတဲ့ဂျမ်မူးနယ်ကက်စမီးယားဒေသမှာတနင်္သမာနေ့ကရေသား26ဦးကိုရွေးချယ်ပြီးပြစ်သက်ခဲ့ရာပြီးခဲ့တဲ့ AB 20နှစ်ကလေးကနှစ်နိုင်ငံတင်းမာမှုတိုးလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုပြစ်သက်ခဲ့တဲ့လုပ်ရက်ကိုဂျမ်ဖတ်ဝါရာလို့အိန္ဒိယကသမုတ်ခဲ့ပြီးပါကစ္စတန်ပုံဝင်ပတ်သက်တယ်လို့ဆွဆွဲခဲ့ပါတယ်။အဲ့ဒီဆွဆွဲချက်ကိုလည်းပါကစ္စတန်ကအပြင်းထန်ညင်းထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာအငြင်းပေါ်နေတဲ့ဂျမ်မူးနယ်ကက်စမီးယားဒေသအတွက်ခါးသီးတဲ့ဆက်ဆံရေးရှိခဲ့ပူပါတယ်။ အပြန်အလှန်တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ပြီးတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ထရန့်နဲ့ပူတင်မတွေ့မချင်းရုရှားယူကရိန်းစစ်ရေးဆိုင်ကိစ္စဟာတိုးထက်ဖို့ခက်လိမ့်မယ်လို့အမေရိကန်ကဆိုပါတယ်။အမေရိကန်နဲ့ရုရှားဆွေးနွေးရတဲ့ကြားလက်နက်ဆိုင်ရာဆွေးနွေးမှုတွေရှိလာသေးတဲ့ရုရှားနဲ့ယူကရိန်းကြားစစ်ရေးဆိုင်ကိစ္စအခြေအနေလည်းတိုးတက်လာမယ်လို့မထင်ဘူး။အမေရိကန်နိုင်ငံကြားရေးဝန်ကြီးကပြောပါလိမ့်ဝန်ကြီးမာကိုရူဘီယိုကတရုတ်နိုင်ငံမှာရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်ဖွဲ့နှစ်ခု တွဲဆောင်မဲ့ကိစ္စမှာကြီးကြီးမားမားထင်သာမြင်သာတိုးတက်မှုမျိုးရှိလာမယ်လို့သူယူဆမှတ်ထားကြောင်းဆိုပါတယ်။ဒီအကြောင်းအရအပေါ်မေဂန်သမားထရန်နဲ့ရုရှားသမ္မတပူတင်တို့ဓာတ်ရိုက်တိတိကျကျမဆွေးနွေးမချင်းထင်ရှားမြင်သာတဲ့ဖောက်ထွက်မှုမျိုးဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ တူဂီတောင်ပိုင်းမှာနေတိုစစ်မှားဘေးဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးပွဲမှာမာကိုရူဘီယိုကခုလိုမှတ်ချက်ချတာပါယူကရိန်းသမ္မတဇလန်စကီကတူရကီမှာဆွေးနွေးဖို့ကိုယ်စားလှယ်ဖွဲ့ဆင်လွတ်မယ်ဆိုတာတည်ပြုခဲ့ပေမဲ့ရုရှားဘက်ကအစိမ့်နေတဲ့ကိုယ်စားလှယ်ဖွဲ့သာဆင်လွတ်တဲ့ဆိုပြီးကိုဖန်ပြစ်တင်နေပါတယ်။ဒါပေမဲ့ရုရှားကိုယ်စားလှယ်ဖွဲ့ဦးဆောင်သူဗလာဒီမာမင်းနစ်စကီကလိုအပ်တဲ့ဆန်လုံးစစ်တမ်းအလုံးပြည့်ပြည့်ဝဝရှိပါတယ်လို့မာကိုရူဘီယိုကဆိုပါတယ်။ ရုရှားနဲ့ယူကရိန်းကြားသုံးနှစ်ကျော်ကြာပြီဖြစ်တဲ့စစ်ပွဲရဆိုင်ကိုထရန့်ရဲ့အစိုးရကနှစ်ဖက်လုံးကိုပြင်းထန်ဖိအားပေးနေပါတယ်လက်တလောအရှိလက်ပိုင်းဒေသရောက်ရှိနေတဲ့ထရန့်ကိုယ်တိုင်လည်းသူနဲ့ပူတဲ့လူချင်းမတွေ့မချင်းစစ်ပွဲရဆိုင်ရဲ့အာထုံးမှုတွေရဲ့အလားအလာကအရန်အာမကောင်းနိုင်ဘူးလို့မှတ်ချက်ပေးလို့ပါတယ်။တော်ကီဘာယူကရိန်းနဲ့တွေ့ဆုံမှုရုရှားဆွေးနွေးကစစ်တပ်ကိုယ်စားလှယ်ဘက်မှာရာထူးကြီးရရှိတယ်လဲမပါဝင်လာတာကိုစစ်ပြက်ကြောင်းဆိုပါတယ်။ ခုတန်းဆိုရင်ပူတင်နဲ့ထရမ်ပ်တွေ့မချင်းဘာမှလောက်လောက်လာလာဖြစ်မဲ့မထင်ကြောင်းထရမ်ကသူ့ရဲ့စီးတော့လေရင် F4 ဘာမှမသတင်းထောက်တွေကိုပြောပါလိမ့်ရုရှားနဲ့ယူကရိန်းကိုစလဲဖွဲ့အားမေ16နေ့မှာတွေ့ကိနိုင်ငံကြီးဆုံးမြို့ဖြစ်တဲ့အစ္စတန်ဘူမှာဆွနွမှုတွေစတင်မှာပါလက်ရှိချိန်ထိတော့ဆွနွဘွဲ့ချိန်စရာတိကျထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်နောက်ထပ်သတင်းတမုတ်ပြောချင်ပါတယ်စပိန်နိုင်ငံမှာဘောလုံးကွင်းကလူကိုကားနဲ့ဝင်တိုက်မှုကိစ္စကြောင့်လူ73ထံရတယ်လို့သိရပါတယ် ပင်နိုင်ငံဘာစီလိုနာမြို့ခြေဆိုင်အစ်စပန်ယိုနဲ့ဘာစီလိုနာအသင်းတို့အရှင်ပြိုင်ကစားခဲ့တဲ့ပွဲမှာအစ်စပန်ယိုအသင်းအိမ်ဝင်ရှင်မှာပရိသတ်တွေစုဝေးခြင်းကားတစ်စီးကလူအုပ်ထဲဝင်တိုက်ခဲ့တာပါဥရောပမှာကျန်းဖက်သမားတွေကလူအုပ်ထဲကားနဲ့တမင်ဝင်တိုက်တဲ့ဖြစ်စဉ်တွေရှိခဲ့ပြီးမဲ့ဘာစီလိုနာတီရှိရာကာတာလန်ပြည်ရဲ့ရဲတပ်ဖွဲ့ကခုကိစ္စကတော့ရင်မတော်တဆမှုပဲလို့ကြေညာပါတယ်အခြေအနေကိုမြင်းမြဆဆန်းကိုက်တွဲထိန်းသိမ်းနိုင်ခဲ့တယ်ဆိုပါတယ် အကူအညီမှာရှိနေသူတွေအတွက်လည်းဘာအနေမှမရှိကြောင်းရဲတဖွဲ့ကပြောပါတယ်အခင်းပြတဲ့နေရာစီတွားရောက်ကုမ္ပဏီတဲ့ကစားအဖွဲ့တွေကတရားရောက်သူကိုဟာအသေးမွားလောက်သာထိခိုက်ပြီးကြံလေးဦးကလည်းအသက်အနည်းငယ်မစိုးရိမ်ရဘူးပြောပါတယ်ဘာစီလိုနာတင်ဟာခုပွဲစဉ်မှာ2-0နဲ့အနိုင်ရခဲ့ပြီးတဲ့နောက်2021-25ဘောလုံးရသည်ရဲ့လာလီဂါစပိန်အဆင့်အမြင့်တန်းအမှတ်ပေးချန်ပီယံဖြစ်လာပါတယ်ဘာစလိုနာနဲ့အက်စပန်ညိုရဲ့ပြိုင်ဆိုင်မှုဟာရာစုနှစ်တစ်ခုကျော်ကြာမြင့်ခဲ့ပြီးနိုင်ငံရေးနောက်ခံတင်မှတ်မှုနဲ့လည်းဆက်ဆက်နေပါတယ် ကတလန်မြို့သားဝါရီတွေအတွက်ဘာစီလိုနာသင်းကကိုစားပြည့်တည်ပြီးအစ်စပန်ညိုကတော့မက်ဒရစ်မှာရှိတဲ့စပိန်ဆိုရကိုပုံမအားပေးထောက်ခံတဲ့မူဝါဒကန်ဆွဲထားတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းပြောချင်ပါတယ်။မက္ကဆီကိုနိုင်ငံကနာမည်ကျော် beauty influencer အလှမယ်ဟာ TikTok မှာ diet ထုတ်လွှင့်နေစဉ်တနက်နေ့ပြစ်တက်ခံလိုက်ရပါတယ်။သူမအသက်ဟာအသက်23နှစ်အရွယ်သာရှိပါသေးတယ်။ ဗယ်လရီယာမာကွစ်ရောအမိရတဲ့သူမရဲ့တည်ဆုံမှုကိုစစ်ဆေးနေပါတယ်လို့မက္ကဆီကိုပြည်နယ်ဆိုရရှိနေတွေကကြေညာပါတယ်။မေလ23ရက်နေ့ကဒီဖြစ်စဉ်ကဖြစ်ခဲ့တာပါ။ဇာဘိုပန်မြို့မှာရှိတဲ့သူမလွတ်လွန်နေတဲ့အလားပင်ဆိုင်မှာမျိုးသားတို့ဟာလာရောက်ပြီးတော့သူမကိုတဲ့ပြီးတနက်နေ့ဖြစ်ခဲ့တာပါ။တရားခံရမည်ကိုတော့ဖော်ပြခြင်းမရှိသေးပါဘူး။အခင်းမဖြစ်ခင်စက္ကန့်ပိုင်းလုံးမှာသူမဟာဇဘွဲတစ်ခုမှထိုင်ပြီးတော့တစ်တော့တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီချိန်သူတို့လာနေပြီလို့နောက်ကပြောတဲ့အတန်လဲကြားလိုက်ရပါတယ်။သူမကိုမေးတဲ့အတန်လဲကြားရပါတယ်။ဒိုင်းရိုက်ထုတ်လွှင့်မှုကမပိတ်ခင်သူမကဟုတ်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်။ခဏကြာမှပဲတနတ်တန်ကြားပြီးသူမပြစ်သက်ခံလိုက်ရပါတယ်။ဒိုင်းရိုက်ထုတ်လွှင့်မှုစုံမသက်ခင်လူတူကသူမရဲ့ဖုန်းကိုကောက်ကွယ်လိုက်ပုံရာကြောင်းသတင်းတွေမှာဖော်ပြပါတယ်။ follower 2သိန်းမိပါရှိတဲ့ Valerio Marcus ဟာဒိုင်းရိုက်ထုတ်လွှင့်မှုအစောပိုင်းကသူမရှိတဲ့အချိန်သူ့ကိုပေးဖို့ တံမိုးကြီးလက်ဆောင်နဲ့တစုံတရာအလားပြန်ဆိုင်လာခဲ့တယ်လို့လည်းပြောခဲ့ပါသေးတယ်။ဂျက်တမေးဖြစ်နေပုံရတဲ့မာကွတ်စ်ကအဲ့ဒီလူပြန်လာကိုစောင့်ဖို့အစီအစဉ်မရှိဘူးလို့လည်းပြောခဲ့ကြောင်းသတင်းတွေကဆိုပါတယ်။